ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့နေတဲ့ Train မြန်မာဆိုတဲ့ကောင်းစင်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့နေရာဒေသတွေအကြောင်းအရာတွေကိုမျှဝေပေးပြပါတယ်အခုဒီ episode 88မှာကတော့ကလောကနေရန်ကုန်ကိုသွားတဲ့လမ်းတစ်လျှောက်ဒီငလျင်အပီးမှာရန်ကုန်မနေ့လမ်းဟောင်းမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျာ ကျွန်တော်တို့ကလောကနေပြီးတော့တစ်ချက်မတိုင်ခင်နှစ်ရက်လောက်အလူညနေ3နာရီလောက်မှာစပြီးထွက်လာခဲ့ပါတယ်။ဒါကတော့ပြီးခဲ့တဲ့အခါရေကြီးခဲ့တဲ့အချိန်တုန်းကကလောအတက်လမ်းကိုတိုက်စားခဲ့တဲ့ချောင်းလေးရဲ့မြင်ကွင်းဖြစ်ပါတယ်။အခုချိန်ထိအဲ့ဒီပြင်ဆင်မှုတွေကမပြီးပြတ်သေးဘူးဖြစ်ပါတယ်။ပြင်ဆင်နေရဆဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဟိုပါဘော ပြင်းညောင်းထင်တယ်အဲ့ဒီကိုမရောက်ခင်မှာတွေ့ရတဲ့အလူဒါနတစ်ခုပါနိုင်ဒါနဲ့ပတ်သက်လို့ကတော့ဘာပဲပြောဗုဒ္ဓဘာသာဖြစ်တဲ့အတွက်လူတွေလူကလည်းလူမဲလှုပ်ရှားရှိတာလှုပ်ရှားရှိတဲ့လူတွေကလည်းလှုပ်မဲအာရွတ်တဖတ်တဲ့ပုံကူတွေကလည်းရွတ်ဖက်မဲကျင့်ကြံတဲ့ပုံကူတွေကလည်းကျင့်ကြံမဲပြန်လဲထူထောင်ရေးလှုပ်တဲ့လူတွေကလည်းလှုပ်မဲအားလုံးကိုတောင်ကိုလှုပ်ကြတာပေါ့အာဒါကတော့ကျွန်တော်တို့အဲ့ဒီရင်းမှာပဲအစင်းမှာလေရောမိုးရောစပြီးတော့ကျုံရတယ်ဗျတော်တော်လေးပြင်းတယ်လေရောမိုး ဲ့ကနေပြီးတော့ရန်ကုန်မင်းလေးလမ်းဟောင်းကိုရောက်ပါတယ်ဒါကအာရမဲတင်းကိုမဝင်ခင်မြင်ကွင်းနေဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကအနိဋ္ဌယုံ၄ကြီးပဲအပြတ်တတော့မှာမဟုတ်တလို့ကြည်ချင်းရှုရှင်စရာမြင်ကွင်းတွေကြီးပဲမျှဝေတော့မှာလည်းမဟုတ်ပါဘူးကျွန်တော်တို့တွေ့ခဲ့မြင်ခဲ့ရတဲ့အတိုင်းအဲ့ဒီမြင်ကွင်းတွေကိုပဲပြန်လည်မျှဝေမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ရမဲသေးမြို့တွေကိုရောက်လာပြီဖြစ်ပါတယ် ဇမဲသိမြို့ရဲ့အထီးကအပြက်အစည်းကကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ထက်စာလို့ရှိရင်အတွင်းဘက်ပိုင်းနေရပြီးတော့ကျင်းရွာတွေဘက်မှာပို့ပြီးတော့ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိတယ်လို့သိရပါတယ်။အော်အင်ဂျီအပြက်အစည်းကယာနဲ့ခြည်တယ်လို့လူအသေးအပြောက်ကလည်းဆယ်နဲ့ခြည်ပြီးရှိတယ်လို့သိရပါတယ်။ ါကတော့ဒီလမ်းမကြီးပေါ်မှာတွေ့ရတဲ့မြင်ကွင်းမြ။ဘာဖြစ်လို့လဲဆိုတော့ဒါကလည်းအလင်းလှုပ်တာအိုးမကြီးဓာရီစင်းပြူကြနေတာ။အင်္ဂလင်းလှုပ်ပြီးသွားတာကအနှစ်ပတ်လောက်ရှိသွားပြီဖြစ်တဲ့အခါကျတော့ဒီလမ်းမကြီးပေါ်မှာရှင်းလင်းထားရရှိပါတယ်။အခုနောက်တော့ကျွန်တော်တို့ဒါကရမဲသိန်းကိုဝင်လာရင်ဘေဘချမ်းမှာတွေ့ရတဲ့မြင်ကွင်း။ဒါကညာဘချမ်းကိုတွေ့ရတဲ့မြင်ကွင်းမြ။ ဆိုကျွန်တော်တို့ကတော့ဒါကျွန်တော်တို့တွေ့ခဲ့တဲ့မြင်ကွင်းအတိုင်းပြန်လည်မျှဝေပြတာဖြစ်ပါတယ်တခုရှိတယ်ဟိုဒါလေးပြင်တော့ကျွန်တော်တို့ရရှိထားတဲ့မှတ်တမ်းပုံလေးတွေကိုပြန်လည်မျှဝေပြီးပါမယ်ဗျာရေမဲတဲ့နဲ့ပတ်သက်လို့ထိခိုက်ခဲ့တာတွေအခုချိန်အထိလည်းအဲကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရရဲ့ဖြစ်ပါတယ်အခုဒီရပိုင်းမိုးရွာလာတဲ့အခါကျတော့ပုံပြီးဆိုးတာကအခုနောက်လိုမျိုးနေစရာထိုင်စရာအခက်အခဲရှိတဲ့လူတွေအတွက်ကတော့ပုံပြီးတော့ဒုက္ခရောက်ရတဲ့ခြေနေမျိုးရှိနေပါတယ် ။ဒါတော့အဖြစ်တော့ဒီလမ်းမကြီးပေါ်ဒီမှာကတော့ဒီအချို့အဆောက်အဦမထည့်ရင်တော့ဟိုဒရိုင်းတွေဖြူချပစ္စည်းတွေမျိုးတွေလည်းအတော်များများရှိတယ်ဗျ။ဒီရမဲသင်းကလေအော်ပြီးခဲ့တဲ့ရေကြီးတဲ့အချိန်တုန်းကလေရေမဲသင်းရဲ့ကြီးပါတွေကအဲရေကြီးတဲ့တောင်ကောင်းကောင်းခံခဲ့ရတယ်ဗျ။အခုဒီချိန်မှာလေအဲကြီးပါတွေမှာအခုဒီငလီရဲ့တံကိုပြင်းပြင်းထန်ထန်ခံစားရတဲ့နေရာချို့ရှိတယ်လို့သိရပါတယ်။ဒါကရမေတဲ့စေယုံကြီး

ီမှာအိမ်အိမ်ငါတော့ဒီမှာကြီးကြီးမားမားအခုနောက်လည်းမြေဘာပဲဖြစ်လို့ကျွန်တော်တို့တွေကဟိုဒီလိုတစ်ခါတလေမှာဒီလိုမျိုးအနေထားရုံမြင်ကွင်းတွေကပြကျင်စရာအခြေအနေမျိုးမဟုတ်ပါဘူးသို့တော်လည်းဒီလိုမြင်ကွင်းတွေကိုမြင်တဲ့အချိန်မှာလူတွေရဲ့စိတ်ကိုပို့ပြီးတော့သတိပြုတ်မိစေပါတယ်ဒီပြင်းပြတဲ့အခါကျတော့ဟိုကာကွယ်ကြဖို့ ဟိုစိတ်ထဲဝင်မိကြမှာဖြစ်ပါတယ်အဆောက်အဦဆောက်လုပ်ကြတဲ့နေရာမှာလည်းအသေးချာဆောက်လုပ်မိကြဖို့တတိထားမိမှာဖြစ်ပါတယ်အဲ့လိုပဲအရေးကြောင့်ဖြစ်လာရင်လည်းဘလို့အာတုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတဲ့ကိစ္စတွေကအစီအစဉ်တွေကြပြင်ဆင်မိကြနိုင်စီမှုရည်ရွယ်တာဖြစ်ပါတယ်ဗျဒီလိုပဲအချို့တွေကလည်းခုနလိုမျိုးငွေကြီးရလှူဒန်းနိုင်တဲ့လူရှိမယ်အကျဉ်းအဖြစ်လှူဒန်းနိုင်တဲ့လူရှိမယ်။ကာယအားနဲ့လှူဒန်းနိုင်တဲ့လူရှိမယ်။ဒီလိုပဲတစ်ဖက်မှာလည်းဘာသာရေးရအချင်းတီလာနဲ့ပြည်စုံအောင်တက်ဆိုင်ရဘာသာအလိုက်နေထိုင်ကြမယ်။ ြုတင်တဲ့ကုသတော်မှုတွေပြုကြမယ်။ရုပ်ပတ်တည်းဆဲခြင်းကြံအားထုတ်မှုတွေရှိကြမယ်။ဒါမျိုးလေးတွေဆိုလို့ရှိရင်ဘာပဲပြောပြောတနည်းတစ်ပုံထောက်ဖို့ဖြစ်နိုင်မယ်လို့ကျွန်တော်တို့ကတော့ယုံကြည်ပါတယ်ဗျ။ ခုကတော့ဒါကကျွန်တော်တို့ဒီရမဲတင်မှာငလျင်ကြောင့်ထိခိုက်ခဲ့ရတဲ့အမှတ်တမ်းပုံတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်။မူရင်းချိန်ကူးသူများကိုလည်းလေးစားစွာ critic ပေးပါတယ်ဗျာ။ကျွန်တော်တို့ကရရှိသမျှပုံတွေယူထားတာဖြစ်တဲ့အတွက်တူတူတယောက်ချင်းစီမဟုတ်ဘဲနဲ့မူရင်းချိန်ကူးသူအားလုံးကိုလေးစားစွာ critic ပေးပါတယ်။ဒါကတော့အဲဒီရမဲတင်မှာထိခိုက်ခဲ့ရတဲ့မြင်ကွင်းအချို့ပုံတွေကိုသိရှိနိုင်အောင်ပေါင်းစပ်မျှဝေခြင်းဖြစ်ပါတယ်ဗျာ။ခုကတော့ဒါကအာနေပြည်တော်ကိုရောက်ပြီဗျာ။ နေပြည်တော်မှာတော့ကျွန်တော်တို့နေပြည်တော်ရဲ့မြင်ကွင်းတွေကိုတီးကြားမျှဝေခြင်းမဖြစ်တော့ပါဘူးဗျာ။မှောင်လဲမှောင်နေပြီဖြစ်တဲ့အတွက်ဒါကတော့နေပြည်တော် polytechnic ဘက်ကမြင်ကွင်းဖြစ်ပါတယ်ဗျာ။ခံကောင်းထောက်မှစွာနဲ့မြင်ရတဲ့မြင်ကွင်းတွေအရတော့ကြီးကြီးမားမားထိခိုက်ပုံမရဘူးဗျာ။အခုဒါကကြတော့ကျွန်တော်တို့လေဝေးမြို့တွေကိုရောက်လာပြီ လက်ဝေးမြူတွေကိုကျွန်တော်တို့ညဘက်ရောက်လာတယ်ကျွန်တော်ထွက်လာတဲ့အချိန်ရဆိုလို့ရှိရင်လက်ဝေးမှာပဲညအိပ်ရမယ်ခြေလေးရှိတယ်ဗျအဲဒါကြောင့်မလို့အိပ်စရာနေရာတစ်ချက်ရှာပြီးတော့အဲ့မှာနားမယ်လက်ဝေးမြူလေးလည်းခုနလိုပဲခံကောင်းထောက်မှသာကြီးကြီးမားမားထိကြိုက်ပုံမရဘူးလို့တော့ယူဆရပါတယ်ဗျသို့တော့မနေ့ကျလို့ရှိရင်တော့ကျွန်တော်တို့ထိကြိုက်တဲ့နေရာတွေကိုတစ်ချက်တော့လိုက်ကြည့်လိုက်မယ်ဗျ ေပြည်တော်မှာတော့အထက်အထက်မြားတာကနေပြည်တော်အတွင်းကမြို့နယ်ချို့ပေါ့အာဒါကကျွန်တော်တို့တဲဖြစ်တဲ့နေရာဒီလိုမျိုးအထက်အထက်ရှိတယ်ပြီးတော့ဒီမှာဒါနဲ့ပတ်သက်လို့ကလေအဲကျွန်တော်တို့မှာတယောက်ပါလာတယ်ဒီလိုမျိုးလုပ်ငန်းပိုင်းနဲ့ပတ်သက်လို့ဟိုနီးပညာနဲ့ပတ်သက်လို့နီးစက်တယ်လေအခုနောက်ဟာတွေကဘာလောက်ထားရလဲဆိုတော့တစ်ချက်မေးကြည့်လိုက် အာဒါကတော့ကျွန်တော်တို့နောက်တစ်မိနစ်အာခီမထွက်ခင်ကျွန်တော်တို့ breakfast လေးစားမယ်စားပြီးတော့တော့ကျွန်တော်လမ်းပေါ်မှာရှိတဲ့ရန်ကုန်မင်းလေးလမ်းဟောင်းအတိုင်းပဲဆက်သွားမယ်။သွားပြီးတော့တွေ့ရတဲ့မြင်ကင်းတွေကိုဆက်လက်မျှဝေမှာဖြစ်ပါတယ်ဗျာ။အခုကတော့ ဒါကဆိုင်လေးတစ်ချက်သွားမလို့လိုက်ရှာနေတာဟိုဒီနေရာမှာလေအခုကျွန်တော်တို့ကအချို့တွေကတော့ဗာပဲပြောပြောဟိုအခြေအနေကိုတော့သိရှိထားကြပြီဖြစ်ပါလိမ့်မယ်ကိုယ်နဲ့သက်ဆိုင်တဲ့အထူးသဖြင့်ကိုယ်နဲ့သက်ဆိုင်တဲ့မြို့ရွာဒေသကိုယ်နဲ့သက်ဆိုင်တဲ့ဆွေးနွေးမျိုးဆက်ရှိတဲ့နေရာတွေအကြောင်းတော့သိစိတ်သိပြီးဖြစ်ပါလိမ့်မယ်အခုဒီဟာကျတော့လေလေဝေးနဲ့ပတ်သက်လို့ရှိရင်ဒါလေဝေးဒေသခံတွေအထူးသဖြင့်တော့အဝေးကိုရောက်နေတဲ့လေဝေးဒေသခံတွေအနေနဲ့တော့သူတို့မြို့လေးကိုသူတို့အခြေအနေကိုပကတိအတိုင်းပြန်မြင်ရလို့ရှိရင်ဒါအခုမြင်ရတဲ့မြေခွင်းရဆိုလို့ရှိရင်တော့ဘယ်နေရာတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတာမျိုးသိနိုင်အောင်ပြန်လည်မျှဝေတာဖြစ်ပါတယ်ဗျအခြားသိရှိလေ့လာလူတွေအနေနဲ့လည်းအထောက်ပံ့ဖြစ်ပါလိမ့်မယ်ဗျအခုကအမိုးကဟိုပါပေါ့တအားကြီး လင်းမလင်းသေးဘူးကျွန်တော်နည်းနည်းစောစောလေးထလိုက်တယ်ထပြီးသွားတော့ဟိုနေရာလိုက်ရှာတာဒီအခုနပြောတဲ့အဆောက်ဦးတွေကလေကျွန်တော်တို့တဲပြတဲ့နေရာဆိုလို့ရှိရင်လည်းတကယ်တော့ကျွန်တော်တို့အပြစ်အမြင်တွေကတော့လေတတိထားရလိမ့်မယ်ထင်တယ်ဗျသူတို့သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်ချက်ကတော့ဒါတရားထွက်ပါလိမ့်မယ်ဒီမနက်ကမှာကုကုဝင်းအပေါ်ဆုံးမြို့တွေထဲမှာ လေဝေးကထိတ်ဆုံးမှရှိနေတယ်လို့သိရပါတယ်ဗျပြီးတော့သူကပရီဘောကလည်းတအားထွက်တယ်လေလေဝေးကဒီကျိုးနဲ့ပတ်သက်တဲ့ပစ္စည်းဆိုလည်းတော်တော်များများလေဝေးမှာကရှားကြလေးရှိတယ်ဒါကဟိုးနှစ်ပေါင်းများစွာတည်းကနှစ်ပေါင်း၁၀နဲ့ချီပြီးတော့အခုလက်ငယ်အခြေအနေကတော့အရင်လောက်တော့မလွယ်တော့ဘူးထင်တယ်ဗျအတိအကျတော့မသိဘူး ဒီဆိုင်လေးဟုတ်တော့ဒီလိုဘေးဘက်ကနေကြီးလိုက်လို့ရှိရင်လေသူကဒီမှာဆိုင်ကဒီမှာပြအခြေကြီးပဲကျွန်တော်တို့ခုနကတော့ထိုင်ကြတာရှေ့ဘက်နေရာလေးအဲ့နေရာလေးဘေးမှာလည်းပတ်ကင်ကလည်းအခြေကြီးပဲအရင်နှုန်းကတော့ဒီနေရာကစင်တင်နေပါရှိတယ်ပြောတယ်အဲ့ဒါပြည်ထမင်းတော့သူဒီဇိုင်းရတာဒီလိုမျိုးထွက်တယ်ပြည်ထမင်းတော့ ဒါကမုတ်ဟင်းရင်နဲ့ပေးကြော်နေမှာလား online sico online sico လို့ခေါ်ရဟဲ့လားဒီလိုမျိုးလေးဒါစီချင်းနဲ့ကိုရင်းနဲ့ရောထားတာလို့အဲ့လိုဖြစ်မှာပေါ့နော်ဒီလိုခေါ်မှာပေါ့ sico ဆိုတဲ့အဓိပ္ပာယ်ကတော့စနေးရောင်လေးနည်းနည်းပါတယ် စားပြီးသွားတဲ့ချိန်ကျတော့နောက်ဒီဇိုင်းတစ်မျိုးအဲ့ဒီအရှင်နဲ့နံပြားမှားလိုက်တယ်။မှားပြီးတော့နံပြားကိုအဲ့လိုဖိတ်ရွှေ့ပြီးတော့ဒီလိုမျိုးပဲမိုက်တယ်။ဒါကခုနကထဲပိုင်းနေသူကဒီမှာရတဲ့မျိုးစားတွေအခုရေးထားတယ် တရားနဲ့30 120ဆို130လောက်ရှိတယ်။သူမှရတဲ့အစားအစာပေါ့။အာဒါဆိုရင်ဒါပင်းနေများပေါ့။ဒါကုနာပေးကြောနေဟင်း။အဲဒါစီကိုအဲ့ဒီဟာမျိုးကအဲဒါသာစိုင်းနေမယ်။စိုင်းနေမယ်။ဆိုတော့သူကအာကုနာတော့ဟိုရှိမရှိမှရှိတဲ့ပုံလေးလေးအဲ့ဒါသူစာအုပ်ထည့်ထားတာ။အဲအဲ့ဒီမှန်ပုံလေးထဲမှာစာအုပ်ကိုကိုယူဖတ်လို့ရတယ်ပြီးရင်ပြန်ထည့်ထားပေါ့။အဲ့လိုမျိုး။အခုကျွန်တော်တို့ ွက်လာပြီထွက်လာတော့ကျွန်တော်တို့အချက်မြင့်မေးလိုက်တဲ့အခါကျတော့အာဒီဟိုဟာမှာကလေဝေးမှာကကျရင်အပြည့်စည်ရှိတယ်ဒါပေမဲ့အများအပြားမဟုတ်ဘူးအနည်းငယ်ရှိတယ်လူတည်ပြောက်အနည်းငယ်လည်းရှိတယ်အဲ့လိုမျိုးတော့သိရတယ်သိရဆိုတော့ကျွန်တော်တို့အဲ့ဒီဘက်လေးတွေတော့တစ်ချက်တော့ပတ်ကြည့်ကြည့်မယ်ဗျာ သူကလေဝေးကတော့အထက်မြင့်အိမ်အများအပြားတိဆောက်ထားတဲ့မြို့မျိုးမဟုတ်ဘူး။ဟိုညာဘက်ကအိမ်တွေ့လား။အဲ့ဒါထိထားတယ်ဗျ။ကျွန်တော်တို့ခုနကရှေ့ရှေ့ကဗီဒီယိုလေးမှဆိုလို့ရှိရင်တွေ့ရလိမ့်မယ်။အဲ့ဒီအိမ်ဒီချမ်းနေကျွန်တော်တို့တော့ရိုက်ထားတဲ့ပုံလေးရှိတယ်။ပြီးတော့ဟိုမှာကဒီဘက်မှာလေဝေးစေးဟိုရှိမှာ။လေဝေးစေးကတော့မြန်သလောက်တော့အဲ့ဒီညော်စင်းရဲ့အထွတ်လေးတော့ထိထားပုံရတယ်။ဟိုမှာ။အဲ့လိုမျိုးလေး ါကအဲ့ဒီဈေးရှိရပလီပလီကတော့ထိသွားပုံရတယ်ဗျဒီမှာရှားတော့ရိုက်ကြည့်မယ်ဒီလိုမျိုးတော့ရှိထားတယ်ပြီးတော့နောက်အိမ်သားလေးလမ်းလေးတွေတစ်ချက်နည်းနည်းဝင်ကြည့်ပြတယ်ဗျဒီလမ်းလေးတွေကလူဝင်တာများလို့နည်းနည်းစီတယ်လို့ဖြစ်နေလို့ဘာရှိလဲဆိုဝင်ကြည့်တာမြို့သိမ်းငါးလမ်းထင်တယ် အများကြီးပဲအဲ့ဒီထွက်လာကြတာอืมစီးပြစီးပြဒီစီးရဟိုကတော့ဟိုသူတို့မြို့မှာစီးလို့ခေါ်ပါတယ်အဲ့စီးနဲ့တအားကြီးတော့လည်းမဝေးဘူးပြဒါပေမဲ့ဒီစီးကတော်တော်စီးတယ်စီးဟိုရင်လုံးတွေရှိတာလားခုနောက်မှဖြစ်လာလားတော့မသိဘူးကျွန်တော်တို့လည်းဟိုအချိန်တိတ်တားကြီးမရတော့လေစဉ်ဆက်ပြီးတော့မေးမြန်းနေတာမျိုးဘာမျိုးတော့မလုပ်ဖြစ်တော့ဘူးပြကျွန်တော်တို့ဒီတိုင်းပဲတာမန်သွားရင်လာရင်တွေ့တယ်လို့မြင်ကွင်းမျိုးပဲကျွန်တော်တို့မျှဝေပြစ်ပါတယ် ပြန်ထွက်လာပြီတခြားဒီမှာတော့ထူကြပါအောင်ရှိအဲ့ဈေးလေးရှိလို့ဒါဈေးလေးရအားလည်းကျွန်တော်ရဲ့နေပြန်ထွက်လာတယ်ပြန်ထွက်လာပြီးသွားတော့ဒီဘက်လမ်းထဲမှာရှိတယ်လို့ပြောရတယ်ကျွန်တော်နေတဲ့အဲ့ဘက်တစ်ချက်သွားကြည့်မယ်음ဒီမှာတစ်ချက်ထိထားတာတွေ့ရတယ် อืมဒါလည်းထိတာဖြစ်မယ်ဒါကတော့ရှင်းရှင်းအဲဒီဘိုင်းစားရှင်းလင်းထားပုံရတယ်ဗျอืมဒီမှာလည်းထိထားတယ်ဟိုးတုံးကစောက်တဲ့အဆောက်ဟောင်းနေပြဒီဆောက်တွေရဲ့ပုံစံတွေရတော့နိအရင်ကတော့ RC ကစောက်ခဲတာဟုတ် โอเคအဲဒါကတော့ကျွန်တော်လေဝေးရနေပြီးတော့ကျွန်တော်အမြဲဟိုပါပေါ့ရန်ကုန်မန်းလေးလမ်းဟောင်းပေါ်ပြန်တက်မှာပေါ့အဲ့ဒါထွက်လာခဲ့တာဆိုတော့ဒါကတော့အဓိကအဖြစ်တော့လေအထူးသဖြင့်တော့လေဝေးကနေပြီးတော့အဝေးကိုရောက်နေကြတဲ့ဒေသခံတွေအနေနဲ့အ လေဝင်းယူလီပေနီယာလေးတော့ဘာဖြစ်သွားလဲဆိုတာမျိုးလောက်လေးမြင်လို့ရအောင်မျိုးကျွန်တော်တို့ရောက်တလောက်မြောက်ရတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြောက်ရမှုတွေကိုကြည့်ရှုနေကြသူတွေကတော့သိပါလိမ့်မယ်ကျွန်တော်တို့ကသတင်းထဏမဟုတ်ဘဲနဲ့သွားရင်လာရင်းနဲ့ဒီမှာ travel vlog ဆန်ဆန် documentary ဆန်ဆန်စသဖြင့်ကျွန်တော်တို့သွားလာတဲ့မြင်ကွင်းတွေနဲ့ကျွန်တော်တို့လည်လာထားတာတွေနဲ့ပေါက်ဆက်မြောက်ဝေးလေးရှိတဲ့ပုံစံမှာအခုကလည်းဒါကျွန်တော်တို့အဲ့ဒီဒီကာလမှာငလေလှုပ်ပြီးတဲ့ကာလဒီဘက်ကိုရောက်ရင်းနဲ့ကျွန်တော်တို့သွားခဲ့လာခဲ့တွေ့ခဲ့မြင်ခွင့်ရတဲ့မြင်ကွင်းတွေကိုပြန်လည်မြောက်ဝေးတာဖြစ်ပါတယ်ဗျာ ။ Okay နောက်တစ်ပိုင်းမှာတော့ကျွန်တော်တို့ရန်ကုန်မြောက်ခင်ကြားတဲ့ခုဘက်မှာရှိတဲ့အမြင်ကွင်းတွေကိုဆက်လက်မျှဝေပေးမှာဖြစ်ပါတယ်ဗျ။ကုလူကြီးရှိပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။